အဲသူတို့ပေါ်လာပြီးတော့နောက်ပိုင်းမှာပါဖြစ်လာတဲ့ဆိုတော့ကျွန်တော်တို့တို့အလဲပိုင်းခေရောက်လာပေါ့အလဲပိုင်းခေဆိုတာက14ရာစု15ရာစု16ရာစုရောက်တဲ့အချိန်မှာဥရောပမှာ အဲပြောရင် renaissance နဲ့ဆိုတော့ပြန်လဲစမ်းသစ်တဲ့လှူရှားမှုတွေပေါ်လာတယ်အဲ့ဒါဘာလဲဆိုတော့ဟိုဇာဟုဆရာနေတို့ခုနကဂရိပညာရှင်တွေဘာတွေပြောခဲ့တယ်လဲဆိုတော့အဲ့ဒီသူတို့စမ်းသစ်လို့ခုနကပလေတိုတို့တို့ဆိုကရတီတို့တို့အရစ္စတိုတယ်တို့ရဲ့ရဲ့ပြောရရင်တော့ပြောဆိုချက်တွေကပြန်လဲပြီးတော့ပေါ်ထွက်လာတာပေါ့အပေါ်ထွက်လာပြီးတော့အမှုပညာပဲဖြစ်ဖြစ်အဲ ကျွန်တော်တို့ဟိုပြောရင်တော့ဆန်းတက်လာတာကိုတွေ့ရတာပေါ့ဟိုတုန်းကတော့ရေပုံရင်းနေနဲ့နဲ့ပစီဆွဲတာအစားအာရှေးတုန်းကတော့ရေပုံရင်းနေနဲ့မူပဲနဲ့ပို့ပြီးတော့အော်ကောင်းအောင်လုပ်လာတာလာတာကိုတွေ့ရတာပေါ့အဲ့ဒီလိုပေါ်လာပြီးတော့နောက်ပိုင်းမှာအဲကျွန်တော်တို့ညာလင်းလှုပ်ရှားမှုဆိုပြီးတော့ enlightenment movement ဆိုတာပေါ်လာတာပေါ့အဲ့ဒီအချိန်ရောက်တဲ့အချိန်ကျတော့တွေးခေါ်တစ်တွေအဲအများကြီးပေါ်လာတာကိုကျွန်တော်တို့တွေ့ရတာပေါ့ ဘလို့တွေးခေါ်ရတယ်လဲဆိုတော့အုတ်ချွေရေးမှာဆိုရင်ကျွန်တော်တို့ဘရင်ကနေပြီးတော့တိုင်းပြည်ပြည်ကိုအုတ်ချုပ်တယ်ဘရင်ကဘယ်သူကအုတ်ချုပ်ခိုင်းတယ်လဲအဲအရင်တော့ကပြောတာကဘရင်တွေကပြောတာသူတို့ဟိုဟိုဖန်ဆင်းရှင်က God ကနေပြီးတော့အုတ်ချုပ်ခိုင်းလို့သူတို့အုတ်ချုပ်ရပါတယ်လို့ပြောတာပေါ့အဲ့ဒါက divine right ကိုခေါ်တာပေါ့အဲ့ကြတော့အဲ့ဒီ divine right ဟာတကယ်ကြတော့အော် ဟိုမဟုတ်ဘူးမှားတယ်ဆိုဆိုတဲ့အတွေးခေါ်မျိုးကိုစစင်းလာလာတာပေါ့အဲ့လိုစဉ်းစားလာတဲ့အချိန်မှာဘယ်လိုပညာရှင်တွေပေါ်လာတယ်လဲလို့သူပြောရရင်အဲကျွန်တော်တို့တို့ဒီအင်္ဂလန်နိုင်ငံမှာတောတောမတ်ဟော့ဆိုတဲ့ပုဂ္ဂိုလ်မျိုးလေးပေါ်လာတယ်တောမတ်ဟော့ကပထမဆုံးအော်ဘင်းစနစ်ကိုတော့သူကလက်ခံတယ်ဘင်းစနစ်မရှိဘူးဆိုရင်မင်းမဲ့စနစ်ဖြစ်သွားရင် ကမ္ဘာလောကကြီးမှာပြောရင်တော့လူတွေဟာဆင်းရဲမဲ့အရန်ညစ်ဟိုဘောညစ်ပတ်ပြီးတော့အသက်တွေလည်းတိုးသွားမယ်အဲပြောရင်တော့အဲဟိုတိရိစ္ဆာန်အနေလို့အဆင်မျိုးရောက်သွားနိုင်တယ်ဆိုတော့အတွေးခေါ်အဲ့ဒါကြောင့်မို့ဘယင်ကအဲပြောရင်သူ့ကိုဘယ်သူမှတိုက်လို့ဟိုနိုင်အောင်မတိုက်နိုင်တဲ့အဲကျွန်တော်တို့ဒီ ခရစ်ယာန်ဘိုင်ဘယ်ထဲမှာပါတဲ့ Leviathan လို့ခေါ်တဲ့အဲပြောရင်တော့ဗျာကျွန်တော်ဗမာလိုပြောရင်တော့ဟိုဟိုဘလူးဘလူးပေါ့အဲပေါ့အင်တန်အင်အားကြီးတဲ့အဲဘလူးကြီးလို့အင်အားရှိရမှာပေါ့သူ့ကိုဘယ်သူမှမနိုင်အောင်မတိုင်နိုင်အော်ဒါပေမဲ့လည်းသူဟာပြည်သူတွေနဲ့တသားတည်းကြမယ်မယ်ဆိုတဲ့အယူအဆပေါ့အဲအဲအဲ့ဒီအယူအဆကိုဟိုပြောရင်တော့ဆန့်ကျင်ပြီးတော့ဝေဖန်ပြီးတော့ပြန်လဲသုံးသပ်တာကဘယ်သူလဲလို့ပြောရင်အဲ့ဒီ အင်္ဂလန်မှာရှိနေတဲ့ဒီစကော့တလန်နိုင်ငံသားဂျွန်လော့ဖြစ်ပါတယ်သူကဆရာဝန်ပညာတော့တတ်ပြီမဲ့လေသူကခုလိုအတွေးခေါ်တွေလဲအဲပြောရင်တော့ဝါသနာပါလေ့လာတဲ့အတွက်အစစာရန်နေရေးခဲ့တယ်သူရေးခဲ့တဲ့အထက်ကလူတွေဆိုတာကမွေးကြယ်ကပြောရင်တော့လွတ်လွတ်လပ်တဲ့ပေါ်တော့ဘရင်ရဲ့သားနဲ့အဲလေသမားသားဆင်းသားသားနဲ့အခွင့်အရေးတူတူပဲပေါ့ အဲ့ကြတော့ဘင်းလို့ဖြစ်လာရင်အုတ်ချုပ်တဲ့သူလို့ဖြစ်လာရင်အုတ်ချုပ်ခံရတဲ့သူကခန့်လို့အလားဟိုပြောရင်အတိမပြုတ်လို့သူကအုတ်ချုပ်ခွင့်ရတာအဲ့ဒါကြောင့်မို့ဟိုအုတ်ချုပ်တဲ့သူကအုတ်ချုပ်ခံရနေတဲ့ပြည်သူတွေအတွက်ကောင်းအောင်လုပ်ပေးရမယ်ပြည်သူအတွက်ကိုလုပ်ရမယ်အဲ့တော့ပြည်သူအတွက်ကိုလုပ်မပေးနိုင်ဘူးဆိုရင်အဲပြည်သူတွေကအဲ့ဒီအုတ်ချုပ်တဲ့သူကိုလဲပိုင်ခွင့်ဖြုတ်ပိုင်ခွင့်ရှိတယ် အဲနောက်ပြီးတော့ဒီစီးပွားရေးမှာလည်းပုဂ္ဂလိကပိုင်ဆိုင်မှုကိုပေးရမယ်ပုဂ္ဂလိကပုဂ္ဂလိကပိုင်ဆိုင်မှုမရှိဘူးဆိုရင်ပြောရင်တော့ပျော်ရွှင်မှုတို့ချမ်းသာမှုတို့ဆိုတာမရှိနိုင်ဘူးပေါ့အဲဒါကြောင့်မို့ဟိုပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကအရေးကြီးတယ်ဆိုပြီးတော့သူကစာရန်ရေးခဲ့ပါတယ်သူအတွေးခေါ်ကအမေရိကန်နိုင်ငံမှာလွတ်လပ်ရေးကြီးညာဖို့လုပ်နေတဲ့ အဲခေါင်းဆောင်ကြီးတဲ့အတွေးခေါ်ကရောက်သွားတာကြောင့်မို့ကျွန်တော်တို့အမေရိကန်ရဲ့လွတ်လပ်ရေးကြီးညာစရန်တို့အမေရိကန်ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံကွန်စတီကျူရှင်းနဲ့မှာသူ့ရဲ့အတွေးခေါ်ကပါနေတာကိုတွေ့ရတော့ပေါ့ဒါပေမဲ့သူ့အတွေးခေါ်ကိုသူနဲ့ပေါ့လေအဲနည်းနည်းလေးနောက်ကျတဲ့ခစ်ခစ်ပြိုင်ကြီးပါတော့ကြားတယ်ပြင်သစ်နိုင်ငံကရူဆော့ပေါ့တကယ်ကျတော့ပြင်သစ်နိုင်ငံကပြင်သစ်လူမျိုးတော့ဖြစ်ပေမဲ့သူကဆွစ်ဇာလန်နိုင်ငံသားပါအာ သူ့ရဲ့စာရဏီကအဲဟိုပညာရေးနဲ့ပတ်သက်တယ်နဲ့သူကပြုစုခဲ့တဲ့အဲနောက်တစ်ခါအရေးကြီးဆုံးအချက်ကတော့ဟိုဒီဘင်းနဲ့ဟိုဒီအုတ်ချုပ်တဲ့သူမင်းနေပဲဖြစ်ဖြစ်ဘင်းနေပဲဖြစ်ဖြစ်အုတ်ချုပ်ခံတဲ့ပြည်သူတွေနဲ့က social contract ဆိုရဲပြောရင်တော့ဟိုတဦးနဲ့တဦးကြားထဲမှာ ဟိုပြောရင်စာချုပ်ဟိုရှိရတယ်ဆိုတဲ့အယူဆပေါ့အဲ့ဒါကတော့ခုနကသောမတ်ဆော့တို့ဂျွန်လော့တို့ပြောတဲ့အတိုင်းအဲသူကလည်းဒါကိုဆက်ပြောတာအဲ့ဒါမှန်နေဒါပေမဲ့သူကဘာလို့ဆိုလို့လဲဆိုတော့အဲဒီဂျွန်လော့ပြောတာကလူစရာမွေးကြတဲ့ကအခွင့်အရေးတူတယ်အဲဆိုတာပဲပြောတယ်သူကြတော့မဟုတ်မဟုတ်ဘူးဘာလို့ပြောလဲဆိုတော့မွေးတော့ကတော့အခွင့်အရေးတူတယ်ဒါပေမဲ့အသေးအွယ်ကြီးလာတဲ့အချိန်မှာ ချိုးတွေတန်ချိုးတွေကတရည်တရည်နဲ့ခြင်အောင်ချင်းကိုခံရတယ်ဆိုတဲ့ဟာမျိုးပေါ့ဆိုလိုချင်တာကအဲကျွန်တော်တို့ဟို အဲ့ဒီရဲ့အတွေးခေါ်ကမနိုင်ငံရေးဆိုတာဘာလဲဆိုတဲ့အဲ့ဟာကိုမြင်မယ်ဆိုရင်လူလူဆိုတာကနိုင်ငံရေးပဲဖြစ်ရနိုင်ငံရေးပဲဖြစ်အတူတူပါပဲနားမလည်တဲ့သူတွေကနိုင်ငံရေးပဲလုပ်တယ်နိုင်ငံရေးမလုပ်ဘူးလို့ပြောနေကြတယ်အဲ့ဒါနိုင်ငံရေးတိတ်ပံအနဲ့လူမျိုးတိတ်ပံကိုနားမလည်လို့အဲ့လိုပြောကြခြင်းဖြစ်ပါတယ်တကယ်ကြတော့နိုင်ငံအရေးပဲဖြစ်နိုင်ငံရေးပဲဖြစ်ဖြစ်ဒါတော့အတူတူပဲအဲ့ဒါကြောင့်မို့လူဆိုတာမွေးရရနေပြီးတော့တည်တဲ့အချိန်ဒီ ုတ်ချုပ်တဲ့သူရဲ့ရဲ့အုတ်ချုပ်မှုကိုခံရတာပေါ့အဲ့တော့မွေးကစားတုန်းကတော့လွတ်လပ်နေတာပေါ့နဲနဲအရွယ်ရောက်လာတဲ့နဲ့တပြိုင်နဲ့နဲသူ့ရဲ့မွေးစင်းကိုတင်ရတယ်ဟလာရွယ်ရောက်လာတဲ့နဲ့တပြိုင်နဲ့ကြောင်းတဲ့ဟိုတက်ခဏနေပဲဆိုရင်လည်းမတ်ပုံနေတင်ရတယ်အမျိုးမျိုးလုပ်ရတယ်နောက်ဆုံးပြောရင်အိမ်တော်ပြုတ်ရင်လည်းအဲလေဟိုတရားဝင်မှတ်ပုံတင်ရတယ်ဟလာလက်ထပ်ရတယ် အဲနောက်ဆုံးကိုတာတမီးမွေးလာရဲကိုလုတ်တလို့ပဲလိုရတယ်နောက်ဆုံးတေရာတောင်းအော်ရိုးတေလို့နေတဲ့မြုပ်ပြစ်တို့မရဘူးလေဟိုခွင့်ပြုချက်ရမှာမြေမြုပ်ခွင့်ရှိတယ်အဲ့ဒီလိုဟိုအာမျိုးကတန်ကျိုးတွေဂျိုးတွေအချိခံရတယ်ဆိုတာကိုဟိုပြောရင်တော့အဲရူဆိုကပြောသွားခြင်းဖြစ်တယ်ဒါကြောင့်မို့သူကအဓိကပြောတာကပုပ်ပိကပိုင်ဆိုင်မှုဟာ ဟိုနိုင်ငံတို့ရဲ့ဆင်းရဲမှုချမ်းသာမှုကိုပတ်ပြောင်းမလုပ်နိုင်ဘူးဆင်းရဲမှုနဲ့ချမ်းသာမှုဟာကွာခြားတဲ့ကွာခြားပြီးတော့ပြောရရင်ပိုများလာနိုင်တယ်အဲ့ဒါကြောင့်မို့ဘုံပိုင်ဆိုင်မှုသာလုံမတာနဲ့အဲ့ဒီချမ်းသာခြင်းနဲ့ဆင်းရဲခြင်းရဲ့ဈာကဟိုဟိုဟိုပိုပြီးတော့ကတ်လာနိုင်မယ်ဆိုတဲ့အယူဆကိုပြောခဲ့တာပါ ဟိုပြောခဲ့တော့ तू ကအဲ့ဒီအဲ့လောက်ကလေးပဲပြောခဲ့တာဖြစ်တာကြောင့်မို့နောက်ပိုင်းကျတော့အတွေ့အကြုံပညာရှင်တွေကအာဟိုတဖြည်းဖြည်းနဲ့နဲ့သူတွေပေါ်လာတယ်လို့လို့ပြောရင်ဟိုအရေးအကြီးဆုံးကတော့အာတော့ကျွန်တော်တို့ဒီစက်ခွန်ရာစု78ရာအ78ရာစုရဲ့ရောက်တဲ့အချိန်ဒါ78ရာစုမှာဖြစ်နေကြတဲ့ဟာတွေပေါ့အဲ့ထက်မှမတူပါလဲဆိုတော့ခုနချားစ်ဒါဝင်ဆိုတော့ အဲ့အင်္ဂလာပုဂ္ဂိုလ်ပဲသူကအဲဟိုသူတေသနာလုပ်ပြီးတော့တင်မောနဲ့ပေါ့လေဟိုပြောရင်တော့နည်းနည်း၃နှစ်လောက်တင်မောနဲ့လိုက်ပြီးတော့အော်ဒီ